ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးဘောမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ပရီးမီးယားလိမှာတိုင်ပတ်နေတဲ့အသင်းကြီးအများကြီးတဲကမှမထင်မဖဲပရီးမီးယားလိချန်ပီယံဖြစ်တဲ့လစ်ဗာပူးကပါတိုင်ပတ်နေတယ်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မှာရှင်ပြိုင်ကစားမဲ့ဝက်စ်ဟမ်နဲ့လစ်ဗာပူးတို့ရဲ့ပွဲစဉ်ကအာနီစရိုရဲ့အနာဂတ်ကိုအဆုံးဖြတ်ဖြစ်လာနိုင်တယ်ဆိုတဲ့ report တွေပါတောက်လျှောက်တက်လာတယ်ပေါ့နော်ဒီနေရာမှာနီးပြဖြစ်တဲ့အာနီစလိုကိုယ်တိုင်ကတော့အာဘုတ်ဖွဲ့ဝင်ရဲ့ဘက်ကတော့သူ့ကိုထောက်ခံနေစေဖြစ်ကြောင်းကစားသမားတွေရဲ့ဘက်ကလည်းပဲ ဟိုဖလားရတော့ကလည်းအတူတူတိုက်ပွဲဝင်ခဲ့ကြတာသိတယ်မလားဒီလိုခက်ခဲတဲ့အခိုက်အတန့်မျိုးတွေမှာလည်းအတူတိုက်ပွဲဝင်ဖို့လိုတယ်ဒီထက်ပိုပြီးတော့ကောင်းအောင်ကျူးပန်းနိုင်ဖို့လိုတယ်ဆိုပြီးတော့ဆိုရှယ်မီဒီယာတွေပေါ်မှာတင်ထားကြတာတွေဘာတွေအပြင်ပေါ့နော်ဆိုတော့ဒါမျိုးတွေကြုံနေရတယ်ဒါအပြင် ခေါ်ထားပါတယ်ဆိုတဲ့ကစားသမားတွေတင်မှာတကယ်ကောင်းအောင်လုပ်ပြနေတဲ့ကစားသမားဘယ်သူမှမရှိသေးဘူးကောင်းပါလေဆိုတဲ့ရှုကိုအက်ကတီကီတော်မှအသင်းအပေါ်မှာ output number တွေနဲ့ပတ်သက်လို့ရှိရင်အများကြီးကောင်းမနေဘူးပေါ့အရင်အားကိုးရတယ်ဆိုတော့မိုဟာမက်ဆာလာတို့လည်း DID မှာတိုင်ပတ်နေတယ် ဘန်ဒိုက်တို့လည်းကျွန်တော်တိုင်ပတ်နေတယ်အလစ်ဆန်လည်း injury ခဏတိုင်းရတယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဂရီဗန်ဘတ်တယောက်လုံးနဲ့ကျွန်တော်ဒီဒိုမီနီရှိုးဘူဒလန်တော့ပဲကောင်းပြီးတော့ဂျန်နစ်ဂဇာမာတွေကလုံးဝအဆင်ပြေမနေဘူးဖလိုရီယန် VS ကလည်း injury ပြဿနာကြုံသွားတယ်လို့မကြုံတော့ကလည်းပဲတာမန်ထက်မပူတဲ့ဂဇာဟန်ကြီးကျွန်တော်မြင်ရတယ်တိုက်စီကကျွန်တော်အလက်ဇန်ဒါအီဆက်ကလည်းဘယ်လို့မှအဆင်ပြေမနေဘူးဆိုတော့လေဗာပူးအသင်းက တော်တော်ကိုတိုင်ပတ်နေပါတယ်။နီးပြားတယောက်တင်တိုင်ပတ်ရုံမဟုတ်ဖိနေကစားသမားတွေပါဒီလိုတိုင်ပတ်နေတာကပရိသတ်တီနဲ့လက်ရှိလီဗာပူးနဲ့အခြားတွေမှာဟိုစိတ်ဘယ်လိုပြောမလဲတဘောမကြကြတော့တဲ့ခါကျတော့စလော့အတွက်ပရက်ရှာတွေများလာပြီလို့ကျွန်တော်ပြောရမယ်။ဒါကြောင့်လက်ရှိရှစ်ဆက်ပြီးတော့တော့တိုင်ပတ်လို့မရတော့ဘူးပေါ့။ကျွန်တော်ပြီးခဲ့တဲ့ညမှာဆိုလို့ရှိရင်တန်900နီးပါးတုံးထားတဲ့အတင်တင်ကဒီလိုမျိုးကြုံနေရတယ်ဆိုတာပိုင်ရှင်တွေဘက်ကပဲကျွန်တော်တွေးကြည့်ကြည့်ပရိသတ်တွေဘက်ကပဲကျွန်တော်တွေးကြည့်ကြည့်ပေါ့နော်။ ဘလူးမန်ကိုလက်ခံစရာအနေထားဖြစ်မနေဘူးပေါ့အဲ့တော့ရလကမတီငိမ်မတီမငိမ်ဖြစ်တယ်ဆိုတာမျိုးတဲ့တောက်လျှောက်ကြီးစိုးနေတယ်လို့ကျွန်တော်ပုံတော်ပြောလို့ရတယ်အဲ့တော့အာနီစလော့ကိုပရိသတ်တွေသဘောမကျကြတော့ဘူးအသင်းပိုင်ရှင်ရဲ့ဘက်ကထောက်ခံတယ်ထောက်ခံတယ်ဆိုတာကလည်းပြမလူလားအပ်တဲ့ noise တွေထပ်ပြီးတော့ပေါ်မှာမှုလို့သာသူတို့အနေနဲ့ဒါမျိုးပြောထားရတာတကယ်တမ်းကဒီလူမျိုးကြုံနေရတယ်ဆိုတော့ရက်လက်တွေကလေဘဝူးလူအသင်းမျိုးမှာလက်ခံနိုင်စရာမရှိဘူးအဲ့တော့လက်မခံနိုင်တာတွေများလာရင်ပဲဆိုရင်အာနီစလော့ကထုတ်ခံရမှာပဲ ဟုတ်ခံရမှာပဲအဲ့တော့အာနီစတော့အနေနဲ့လာမယ့်ဝက်ဆမ်နဲ့ပွဲကပေါ့နော်ဘယ်လိုမှန်ကိုသူ့အတွက်အဆင်မပြေဘူးလို့ကျွန်တော်ထင်တယ်အာနီစလောအနေနဲ့လာမယ့်ဝက်ဆမ်နဲ့ပွဲရှုံးလို့မရဘူးဝက်ဆမ်နဲ့ပွဲရှုံးတာနဲ့ကျွန်တော်ကတော့အာနီစလောလစ်ရပြီလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီဝက်ဆမ်နဲ့ပွဲပြီးရင်ဂျားထဲမှာချန်ပီယံစ်လိဂ်တွေဘာတွေမရှိသေးဘူးဗျာသိလားအဲ့တော့နီပြားတယောက်ကိုကျွန်တော်နှစ်ရက်သုံးရက်တော့အတွင်းအချိန်ပေးလို့ရတဲ့အချိန်မျိုးမဟုတ်သေးတော့လာမယ့်တစ်ပတ်မှာအပြောင်းလဲလုပ်မယ်ဆိုသူတို့ကအဆင်ပြေနိုင်တယ် ဲ့တော့ဒီဒီဘက်အသာဝက်ဆမ်နဲ့သူတို့ရှုံနေခဲ့မယ်ဆိုရင်စက်လောကတော့တော်တော်တိုင်ပက်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အဲလက်ရှိဝက်ဆမ်ရဲ့ကွင်းကိုသူတို့သွားကစားရမယ်ပေါ့နော်။ဝက်ဆမ်ကနီးပြနီနိုဆန်တိုးရောက်လာအပြီးမှအဲသူတို့ဒီနောက်ဆုံးပရီးမီးယားလိဂ်၅ပွဲမှာ၂ပွဲရှုံနေထားတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်။နောက်ဆုံး၃ပွဲမှာသူတို့၂ပွဲနဲ့၁ပွဲတည်ကြီးကြထားတယ်။ အဲလီဗာပူးသင်းရဲ့ဘက်ကတော့ပရီးမီးယားလိ12ပွဲမှာသူတို့6ပွဲနိုင်ထားတဲ့ယာစီအစ6ပွဲဒါပေမဲ့6ပွဲဆက်တိုက်ရှုံးထားတယ်ယာစီအစ5ပွဲနဲ့အက်စတိုမီလာနဲ့ပေါ့နော်ဒါပေမဲ့6ပွဲကိုသူတို့ရှုံးထားတယ်ဗျအဆင့်က12မှာအကယ်လို့ဒီသူတို့ပွဲတာဝက်ဆမ်နဲ့ပွဲတာဆက်ပြီးတော့ရှုံးနေခဲ့မယ်ဆိုရင်ကျတော့အဆင့်ကကျတော့နေတော်တော်ကိုထပ်ပြီးတော့ကြသွားနိုင်ဆိုရင်ရှိတယ်အောက်ကတင်နေတာနိုင်မယ်ဆိုရင်အဲ့တော့လီဗာပူးလိုအသင်းမျိုးတွေလက်ခံနိုင်စရာမရှိသလိုပရီးမီးယားလိနောက်ဆုံး၅ပွဲမှာပရီးမီးယားလိနောက်ဆုံး၅ပွဲမှာလီဗာပူးကတပွဲပဲကျွန်တော်နိုင်ထားပါသေးတယ် ဒါပြင်ပြိုင်ပွဲဆိုနောက်ဆုံး12ပွဲမှာလဲ6ပွဲထိကျွန်တော်ရှုံးနေထားတယ်။ဒါဘလို့မဲ့လက်ခံနိုင်စရာအခြေအနေမျိုးဟုတ်မနေဘူး။ Liverpool လို standard နဲ့ရှိတဲ့ကလပ်တင်တစ်ခုတော့ကဆိုလီဗာပူးတင်က Crystal Palace ကိုသူတို့စပြီးတော့ရှုံးတာဗျာဒီလား။ Palace ကိုရှုံးနေကျွန်တော်တို့က Galatasaray ကိုကျွန်တော်ရှုံးနေ Chelsea ကိုကျွန်တော်ရှုံးနေ Manchester United ကိုကျွန်တော်ရှုံးနေ Manchester City ကိုကျွန်တော်ရှုံးနေ Crystal Palace ကိုနောက်တော့ကထပ်ရှုံးနေ Brentford ကိုရှုံးနေ Northern Forest ကိုအိမ်ဝင်းမှာ၃ခုပြည့်နဲ့ရှုံတယ်။ PSV ကိုအိမ်ဝင်းမှာ14နဲ့ကျွန်တော်ရှုံတယ်။နောက်ဆုံး12ပွဲမှာ6ပွဲတိရှုံထားတယ်။ဘယ်လိုမှလက်ခံနိုင်စရာအခြေအနေမျိုးဟုတ်မနေဘူး။အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီထက်ပိုပြီးတော့စိုးလို့မရတော့ဘူးပေါ့နော်။နီးပြားတစ်ယောက်မှာဖလားတွေပါတွေယူပေးထားတဲ့အတွက်အခြေအနေပါတွေရတာကတော့အမှန်ပဲ။တိုးတော်လည်းပဲအဲ့ဒီအခြေအနေရတာကသူတောက်လျှောက်ဆိုသလိုရှုံပွဲတွေပဲကြုံနေမယ်ဆိုရင်ဒါအတိုင်းအတာတကူတွေအဲ့ဒီအခြေအနေရတယ်ဆိုတာ expire ဖြစ်သွားမှာပဲ။ဘယ်သူကမှ ပူဆိုးနေတဲ့ပူကောင်းလာနိုင်တဲ့လက္ခဏာတွေတွေ့မနေရဘူးဆိုတဲ့အခြေအနေတစ်ခုမှာဟိုကောင်းမြန်ကောင်းလာမလားဆိုတဲ့ပုံစံလေးနဲ့ဆက်နေလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူး။အဲကြောင့်ဒီပွဲကကျွန်တော်ကတော့လီဗာပူးအနေနဲ့ပေါ့နော်ခရစ်ဒီဝက်ဆမ်နဲ့ပွဲတာရှုံနေခဲ့မယ်ဆိုရင်အာနီစတော့ထုတ်ပယ်ခံရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့နီးပြတယောက်အနေနဲ့ဒီကစားသမားအစုဖွဲ့နေဆိုလို့ရှိရင်ဗျမကောင်းဘူးဟေးဆိုရင်တော့မှဒီထက်ပိုကောင်းနေရမှာ exam ဒီဒီဒီလီဗာပူးတင်းမှာကအရင်ကောင်းတဲ့ quality ရှိတဲ့ exam တွေကြီးပဲတယ်လက်ရှိ arsenal တို့ဘာလို့ကို title race တွေထဲမှာလုံးဝရှင်နေရမယ့်အတင်မျိုးเนาะဟိုပွဲတိုင်းဆိုလို့နိုင်နေရမယ့်အတင်မျိုးပြတိုက်စစ်ကွန်းလေခန်းစင်အကုန်ကစားမကောင်းတွေကြီးပဲရယ်အဲ့ဒီကစားမကောင်းတွေမှာကူကနီးပြကလည်းတိုင်ပတ်တဲ့အပြင်ကစားမတွေပါ form အောင်နေတာပူဆိုးနေတယ်ဒါကြောင့်ကျွန်တော်ကတော့ west ham နဲ့ပွဲမှာ arsenal အနေနဲ့ရှုံးလို့မရတော့ဘူးလို့ကျွန်တော်ထင်တယ်အနည်းဆုံးရှုံးခဲ့ရင်ကျွန်တော်တော့ထွက်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကလေးရောဘယ်လိုမြင်ကြလဲ 준비자모아르고치디미아이주말에